မိန်ကလေးတွေအိမ်အောင်ပြုတော့မယ်ဆိုရင် ရှေးကလူကြီးသူမတွေအခုလိုပြောတာကြားဘူးတယ်မလားကြီးတာကိုရှာပါ အရှိကိုကြည့်ပါ ဝင်ဆက်မဆန့်သိပါတော်မတော်စမ်းသက်ပါ အနေတော်ကိုရွေးပါတဲ့ဒီစကားလေးကြားပြီးတော့ဝေဖန်ရေးတွေမစောနဲ့အောင်နော်ရှင်းပြပါမယ်ကြီးတာကိုရှာပါဆိုတာဉာဏ်ပညာကြီးတာကို ပြောတာပါဉာဏ်ပညာကြီးမှသာအိမ်အောင်ကိုဦးစီးဦးဆောင်ပြုနိုင်မှာမဟုတ်လား အရှိကိုကြည့်ပါဆိုတာကကိုယ့်ရဲ့ဘဝလက်တွဲပေါ်ဖြစ်လာမဲ့သူဟာကိုနဲ့စိတ်ထားချင်းကိုက်ညီရဲ့လားစိတ်ထားကောင်းရဲ့လားကို့ပေါ်ကောင်းရဲ့လားအကဲခတ်ကြည့်ပါဒါမှရည်ရှိတည်တတ်တဲ့ဆက်ဆံရေးတစ်ခုဖြစ်နိုင်မှာမဟုတ်လားဝင်ဆက်မဆန့်သိပါဆိုတာကတော့လူတော်သူတော်တွေမှာဝင်ဆက်မဆန့်ကိုသိအောင်လုပ်ဖို့ပြောတာပါတခိုးကြဘူးဂလိကတိအုတ်ကြားမြက်ပေါလူတော်မတိုးလို့ကိုပဲဒုက္ခရောက်ရမှာမဟုတ်လားတော်မတော်စမ်းသက်ပါဆိုတာကတော့ကိုနဲ့တင့်တော်ကြီးမတင့်တော်ကြီးစမ်းသက်ခိုင်းတာပါ ကိုယ့်ရဲ့ဆွေမျိုးအတိုင်းဝိုင်းနေသူ့ရဲ့နေထိုင်မှုဇယိုက်ပုံစံတွေပြောပုံဆိုပုံတွေနေပုံထိုင်ပုံတွေဘလို့ရှိတယ်ဆိုတာကိုသိမှာကိုနဲ့ကိုပါဝင်းကျင်နဲ့ကိုနဲ့တင့်ဒေါ်လာ မတင့်ဒေါ်လာသိနိုင်မှာမဟုတ်လား အနေတော်ကိုရွေးပါဆိုတာကကိုတိတ်ချမ်းသာလွန်းတဲ့သူတိတ်ဆင်းရဲလွန်းတဲ့သူတိတ်ချောလွန်းတဲ့သူတိတ်ယုတ်ဆွလွန်းတဲ့သူတိတ်ဝါလွန်းတဲ့သူတိတ်ပိန်လွန်းတဲ့သူစသဖြင့်အစွန်းတစ်ဖက်ထွက်နေတဲ့သူတွေကိုမရွေးပဲအနည်းတင့်တော်မဲ့အနေတော်ကိုရွေးချယ်ပါလို့ပြောတာပါဒါမှသာစိတ်ချလက်ချနဲ့စိတ်ချမ်းချမ်းသာသာနဲ့ဘဝတစ်လျှောက်လုံးရည်တည်နိုင်မှာဖြစ်ပါတယ်ဒီလို main ကလေးတွေအိမ်အောင်ပြုမယ်ဆိုရင်ကြီးတာကိုရှာပါအရှိကိုကြည့်ပါဝင်းဆက်မဆန့်တီးပါတော်မတော်ဆန့်သက်ပါအနေတော်ကိုရွေးပါနော်